Good afternoon everyone. Gain with အင်အားနေကြိုဆိုပါရစေ။ဒီနေ့မှာဆိုလို့ရှင်တော့ internet ပေါ်မှာရှိတဲ့ sound bar ကိုအတူဖတ်ကြမယ်။နားထောင်ရင်စာတင်အစီအစဉ်လေးပဲဖြစ်ပါတယ်။ Okay, ကြည့်ကြည့်ရအောင်။ The river မြစ်သည်တဲ့ doesn't apologize. တောင်းပန်လေးမရှိပါ။ doesn't apologize ဆိုတာ present simple လေးကိုသုံးထားတာဖြစ်တဲ့အတွက်အလေးအထမရှိဘူး။ထပ်ပြန်တလဲလဲသဘောသဘာဝမရှိဘူးလို့ပြောတာဖြစ်ပါတယ်။ apologize တောင်းပန်သည်မြစ်သည်တောင်းပန်လေးမရှိပါ။ the river doesn't apologize ဟုတ်ပြီ for အတွက် changing ပြောင်းလဲခြင်းပြောင်းလဲခြင်းအတွက်မြစ်တီတောင်းပန်လေးမရှိပါတဲ့ဒါကတော့မြစ်ကြီးကတော့ဘယ်တော့မှပါဇက်ပေါက်လာပြီးတော့တောင်းပန်ပါတယ်လို့ပြောမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒါတင်စားပြီးတော့ပြောထားတာ तू ကစောင်းပါလေးဖြစ်တဲ့အတွက်ကြောင့်မြစ်ကသူ့ရဲ့ပြောင်းလဲခြင်းနေသူ့ရဲ့ကိုယ့်ကောက်စီစဉ်ခြင်းနေအတွက်တောင်းပန် လေးမရှိဘူးပေါ့နော်အလေးအထားမရှိဘူးဆိုပြီး present simple လေးကိုသုံးသွားတယ်ဒီမှာရေးတဲ့လူဒီဒီမှာ iris ဆိုတဲ့အမျိုးသမီးပေါ့နော် she ဟာတဲ့သူ့မှာ follower 146နဲ့33လုံးရှိတယ်ပေါ့နော်34600 follower ရှိတယ်သူဟာလေးဒီ2မိနစ်စာဖတ်စရာလေးဖြစ်ပါတယ်2 minutes read ဒီမှာဒါလေးကိုမြင်လိုက်တဲ့အခါမှာဒါဒီ2မိနစ်စာဖတ်စရာဆိုတာသိနိုင်တယ်ဘယ်တော့မှဒီကောင်လေးကိုသူ publish လုပ်ထားတာထုတ်ဝေထားတာလဲဆိုတော့2025ခုနှစ်ဒီနှစ်ပဲ January 9ရက်တုန်းကဒါကိုထုတ်ဝေထားတယ် အားပေးတဲ့လူ3900 club စီရှိတယ် common 416ခုရှိတယ်အဲ့ဒါဆိုသွားကြည့်ရအောင်သူကပထမဆုံးနဲ့ထုတ်နှုတ်ပြီးတော့ပြောထားတယ် to learn သင်ယူရရှိဖို့ learn ဆိုတာတွေကိုကိုရင်ရင်းနှီးတယ်မရင်းနှီးတာဒီစလုံးကိုမရင်းနှီးတာ and learn and learn ဆိုတာကကိုသင်ယူရရှိ ကိုနားလေလက်ခံထားတာတွေကိုစွန့်ပစ်သည်ဆိုတဲ့အဓိပ္ပာယ်ပါရှင်။ and learn အရှိမအန်ဆိုတဲ့စကားလုံးထည့်လိုက်ပြီးတော့ကိုသင်ယူလက်ခံထားတဲ့ဟာတွေကိုဒါစွန့်ပစ်လိုက်တယ်။သင်ယူရထားတာတွေကို reverse လုပ်လိုက်တာပေါ့နော်။ဒါ reverse လုပ်လိုက်တယ်မယူတော့ဘူး။ဒါတွေကိုလက်မခံတော့ဘူး။ဒါတွေကိုငါမသိတော့ဘူးဆိုပြီးတော့လုပ်တာဒီဒါ and learn ပေါ့။ဒါမကောင်းတဲ့အဓိပ္ပာယ်မဟုတ်ဘူးရှင်။စာမေ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမဟုတ်ဘူး။ကိုက ကိုယူယုံကြည်ယူဆထားတာတွေကရှေ့သွားမဲ့ဘဝမှာပေါ့နော်အစ်စင်မပြေတော့ဘူးကိုနဲ့မကိုက်ကြီးတော့ဘူး align မဖြစ်တော့ဘူးဆိုတဲ့အခါမှာ unlearn လုပ်ရတယ်ပေါ့အဲ့လိုမျိုး unlearn လုပ်တာကိုပြောတယ်မကောင်းတဲ့သဘောတဘာဝစာမေ့တယ်ဆိုတဲ့သဘောတဘာဝမဟုတ်ပါဘူး and keep moving forward move forward ဆိုတာအရှိတို့ခြိလန်းသည်အခြေအရှိတို့သွားသည်ဆိုတဲ့အဓိပ္ပာယ် keep ဆိုတာကဆက်လက်၍ ်သူအတိတ်ပဲနှစ်ခုရှိမယ် keep တင်ထားသည်ဒီမှာကတော့တခုခုလောက်တာကိုဆက်လောက်တာ keep moving forward အရှိကိုဆက်သွားတယ်တဲ့ learn လုပ်မယ်သင်ယူမယ်သင်ယူထားတဲ့ဟာတွေတချို့ဟာတွေကိုယ့်အတွက်အစမပြေတော့ align မဖြစ်တော့တဲ့ဟာတွေ and learn လုပ်မယ်အရှိမအန်လေးထည့်ထားတဲ့အချိန်မှာအတိတ်ပဲဒီစန့်ကျင်ဘက်ဖြစ်သွားတယ် keep moving forward အရှိတို့ဆက်လက်ချီတက်မယ် okay သူကမြစ်ဆိုတော့မြစ်ပုံလေးနဲ့သူထည့်ထားတယ်ဗောနော်ဟုတ်ပြီဖတ်ကြည့်ရအောင် I read somewhere ငါတနေရာရာမှာဖတ်ခဲ့ဘူးတယ် that ဘာကိုဖတ်ခဲ့ဘူးတာလဲအနောက်ကစာကြောင်းလေးလိုက်မယ်ဆိုရင် that လေးနဲ့လာတယ် people are like rivers people လူတွေသည် are ဖြစ်ကြသည် like လို့ပဲ like ဆိုတာတိုက်သည်ဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်နိုင်တယ်တခုခုလို့ပဲဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်နိုင်တယ် rivers မြစ်များငါတနေရာရာမှာဖတ်ဘူးတယ်သူဘာဖတ်ဘူးလဲဆိုတော့လူတွေသည်မြစ်တွေလို့ပဲတဲ့လူတွေကမြစ်တွေလို့ပဲဆိုတာကိုငါတနေရာရာမှာ ဖတ်ခဲ့ဘူးပါတယ်တဲ့ we are constantly moving we are ငါတို့ဒီဖြစ်တယ်ဘာဖြစ်တာတော့ constantly အဆက်မပြတ်ကိုပဲ moving we are moving ငါတို့ကစတိုက်ရွေ့ရှားနေတယ်ဘလို့ရွေ့ရှားနေရလဲအဆက်မပြတ်ကိုပဲရွေ့ရှားနေတာ we are constantly moving changing ပြောင်းလဲနေတယ် carving out new parts Harvard ဆိုတာ twin ထုတ်တာကိုရီဘာတွေ twin နဲ့ညာတွေ twin နဲ့ဒါဆိုတော့ calf လောက်တာပဲပေါ့နော် calf နောက်ဆို twin နေတယ် new parts လမ်းကြောင်းအစ်စ်တွေကိုငါတို့တွေဒီအရက်အနာမရှိရွေးနေတယ်ပြောင်းလဲနေတယ်လမ်းသစ်တွေကိုခေါ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်စတိုက်စတိုက်ဒီမှာဆိုကိုရီစတိုက်စတိုက်လုံနေတယ်ဆိုတာကိုပြောတာ at first စတော့ငါတော့ i didn't get it ငါအဲ့ဒါကိုမရရှိခဲ့ဘူးတဲ့ဒါမရရှိဘူးဆိုတာဒီနေရာမှာ get it ဆိုတာဒီနားလေသဘောပေါက်သည်ဆိုတာကို သုံးတာရှင်အစတော့ကတော့ဒီစာကိုသူဖတ်ပြီးရဲ့ချိန်မှာသူနားမလဲဘူးဒါဘယ်လို I didn't get it ငါနားမလဲခဲ့ဘူးတဲ့ How could I be anything like a river How could I be ငါကဘလို့ဖြစ်နိုင်မှာလဲ anything တခုခု like a river ငါကလူကြီးလူကဘလို့လို့မြစ်မြစ်တစင်းလို့ဘလို့သဖြစ်နိုင်မလဲပေါ့ तू ကနားမလဲတော့ကြတော့ဒါမျိုးကိုကိုကိုမေးခွန်းထုတ်မိတယ် But ဒါပေမဲ့ the more ပို့ပြီးတော့ I thought about it အဲ့ဒီအကြောင်းကိုငါပို့ပို့ပြီးတော့တွေးလေ the more it makes sense ပို့ပို့ပြီးတော့ဘာဖြစ်လေလဲဆိုတော့ it makes sense make sense ဖြစ်တယ်ဆိုတာကအတိတ်ပဲပေါ်လာလေအာအတိတ်ပဲရှိလာလေဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ငါပို့ပြီးတွေးကြည့်လေပို့ပြီးတော့ဒါအတိတ်ပဲရှိယုတ်တိစံလာလေပဲတဲ့သူကဒါမျိုးပြောတာပေါ့ပထမစာပိုင်းမှာသူကပြောလဲဆိုတော့ ငါတနေ့ရရမှာဖတ်ဘူးတာဗာလဲဆိုတော့လူတွေကမြစ်တေလို့ပဲတဲ့ငါတို့ကစက်တိုက်စက်တိုက်အဆက်မပြတ်ရွေရှားပြောင်းလဲလမ်းသစ်တွေကိုဖော်ဆောင်နေပါတယ်စတော့ကတော့ဒီဟာကိုဖတ်တော့ကငါနားမလဲဘူးဒါဘလို့ဖြစ်နိုင်ပါလဲငါတို့လူတွေဆိုတာကမြစ်တစင်းလို့ဘလို့တော့ဖြစ်နိုင်မလဲဒါပေမဲ့ပို့ပို့ပြီးတော့တွေးကြည့်လေပို့ပို့ပြီးတော့အတိတ်ပဲရှိလာလိမ့်ပဲတဲ့ဒါသည်ယုတ်ရီတန်းလာလိမ့်ပဲတဲ့อืม have you ever have you ever ဆိုတော့လှုပ်ဖူးလားတခုခုဖူးလားဆိုတာလေးကို have you ever နဲ့မေးတယ် stood မတက်ရက်တယ်နေမတက်ရက်ဖူးလားဘာရဲ့ river မြစ်တစင်းရဲ့ဘေးမှာနေမတက်ရက်ဖူးသလားဒါ तू ကမေးခွန်းလေးနဲ့စလိုက်တယ်မြစ်တစင်းဘေးမှာနေမတက်ရက်ဖူးသလားတဲ့ it's not in a hurry it ဆိုတာဒီမြစ်ကိုပြောတာဒီမြစ်ဒီ not မဟုတ်ဘူး in a hurry in a hurry ဆိုတာကလောကြီးနေသောဆိုတဲ့အဓိပ္ပာယ်ဒီမှာကြောင့် it's not in a hurry ဆိုတော့ဒီမြစ်ကအလောမကြီးဘူး it doesn't worry ဒီမြစ်ကစိတ်မပူဘူး worry စိတ်ပူပန်သည် about ကြောင့် where it's going သူဘယ်ကိုသွားမယ်ဆိုတဲ့အပေါ်မှာမြစ်ကစိတ်မပူ哦ဓမ္မမဟုတ်ရင် what obstacles are in its way obstacles အခက်အခဲကြော်လွားစေရတယ် in its way သူ့ရဲ့လမ်းကြောင်းမှာဘလို့အခက်အခဲတွေရှိတယ်ဘယ်ကိုသွားရမလဲဆိုတဲ့အပေါ်မှာဒီမြစ်ဒီစိတ်မပူဘူးတဲ့နော်อืม obstacles အခက်အခဲရံများကြော်လွားရံအရာများ rocks ကြောက်ခဲတွေလား it flows around them flow season သွားတယ် around them သူတို့ဘေးနားနေပြီးတော့ကြွေဝိုက်ပြီးတော့ season သွားတယ်တဲ့နော် a bend in the path bend အကွေလေး in the path လမ်းကြောင်းမှာအကွေကလေးရှိသလား it curves သူကလည်းလိုက်ပြီးတော့ကွေသွားတယ် adapts လိုက်လျောညီထွေဖြစ်အောင်လိုက်နေတယ် and keeps moving စတိုက်စတိုက်ဆက်သွားပါတယ်မရက်ဖ ೇನೆ ဆက်သွားတယ်တဲ့နော် it doesn't fight သူက fight လုပ်တယ်ဆိုတာရန်ဖြစ်တယ်ဟိုဟိုဟာဘယ်လိုပြောမလဲတခုခုကို ပြန်လဲတွန်းထုတ်တာပေါ့ပြန်လဲတိုက်ခိုက်တယ်ဒီနေရာမှာတော့ तू อ่ะပြန်ပြီးမတိုက်ခိုက်ဘူး to stay the same မူလအတိုင်းကြီးပဲဒီလမ်းကြောင်းတိုင်းသွားမယ်ဆိုဒီလမ်းကြောင်းတိုင်းကြီးပဲဆက်သွားဖို့အတွက် तू ကဟိုတွန်းထုတ်မနေဘူးအားတွေထုတ်မနေဘူးပေါ့နော် it lets itself lets ရာခွင့်ပြုရဲ itself ကိုကိုကိုဒီမြက်ကသူ့ကိုယ်သူခွင့်ပြုရဲဘာလို့ဖို့ခွင့်ပြုရလဲ transform ပုံစံပြောင်းဖို့အတွက်သူ့ကိုယ်သူပုံစံပြောင်းခွင့် ပြုတ်တယ်တဲ့ဒီတိုင်းကြီးပဲတသက်ကြီးဒီတိုင်းကြီးပဲသွားရမယ်ဆိုပြီးတော့သူ့မှာအဲ့လိုမျိုးတတ်မှတ်ထားချက်မရှိဘူးပေါ့နော်အဲ့ဒါဆိုဒုတိယအပိုင်းမှာဗာပြောသွားလဲနေမြစ်တစင်းရဲ့ဘေးမှာမတက်ရဖူးသလားဒီမြစ်သည်အလောမကြည့်ဘူးဒီမြစ်သည်ဘယ်ကိုသွားရမဲသူ့ရဲ့လမ်းမှာဘလို့အခက်အခဲတွေရှိတယ်ဆိုတဲ့အပေါ်မှာမစိုးရိမ်ဘူးကြောက်တုံးနေလားဒီဘေးကနေပတ်သွားလိမ့်မယ် လမ်းမှာအကွေကလေးလာအဲ့လိုပဲလိုက်ကွေပြီးတော့လိုက်လျောညီထွေဖြစ်အောင်လုပ်ပြီးတော့ဇက်တိုက်စီစဉ်သွားလိမ့်မယ်။သူကမူလအတိုင်းမဲ့တရသေးဖြစ်နေဖို့အတွက်တိုက်ခိုက်မနေဘူး။ဒါကြီးကိုတွန်းထုတ်မနေဘူး။သူ့ကိုယ်သူပြောင်းလဲခွင့်ပြုတယ်တဲ့နော်။ Okay transform ပြောင်းလဲသည် transform transform ဖြစ်တယ်ဆိုတာက အော်ဘယ်လိုပြောမလဲ change လို့ဆိုတာတက်တစ်ခုလုံးကြီးပြောင်းလဲသွားတာမျိုး transform ဖြစ်သွားတာပေါ့နော်နောက်တစ်ခု in a hurry ဆိုတာကစိုးရိမ်ပူပန်သော or so oh, sorry စိုးရိမ်ပူပန်သောမဟုတ်ဘူး hurry ဒီအလောတကြီးဖြစ်သော in a hurry worry မှာစိုးရိမ်ပူပန်တယ်စိုးရိမ်ပူပန်သည်အဲ့ဆိုဆက်သွားကြည့်啊ဟုတ်ပြီပေါ့နော်ဒါလူတွေကမြင့်တယ်လို့ပဲအများရန်ပြောင်းလဲနေတယ်လမ်းတွေကိုဖော်ထွင်းနေတယ်ဒါပေမဲ့မြင့်နဲ့ဘလို့တတူနိုင်မလဲပေါ့နော်ပြန်စစ်စားရတယ်မြင့်တရားစိုးရိမ်မပူပန်ဘူးပြီးတော့ကြတော့ ဘလို့အခက်ခဲတွေပဲရှိရှိဘေးကနေပဲတွယ်ဝိုက်ပြီးသွားလိုက်တယ်ကိုကကိုဒီတိုင်းကြီးပဲတရေသေးဖြစ်နေရမယ်ဆိုတာမျိုးရှိမနေဘူးပေါ့နော်อืม but here's the thing อ่าဒီအပြောလေးရသတိထားစရာကောင်းတယ်ဘာလို့လဲဆိုတော့ဒီမှာကြည့် here is ဆိုတာဒီ here is ယော့ဒီမှာဖြစ်ပါတယ်ဆိုတော့အပြင်လက်တွေ့ဘဝမှာကျတော့လက်ထဲကိုတခုခုထည့်ပေးလိုက်တယ်ယော့ဒီမှာနေရတော့ here's your keys ယော့ဒီမှာနေရတော့ here's your phone ယော့ဒီမှာနေရ phone ဒါမျိုးသုံးတာဒါပေမဲ့ဒီနေရာမှာကျတော့သူက here's the thing ဆိုတော့ အရေးကြီးတာဒါပဲပေါ့နော်သူပြောချင်တဲ့အချက်ကဒါပဲဆိုပြီးတော့ highlight လုပ်လိုက်တာဒါကိုပြောချင်တာတကယ်ကဘာကိုပြောချင်လဲဆိုတော့ဒီမှာလာပြီ how many of us how many of us ငါတို့တွေတဲကဘယ်နှယောက်လောက်များ let ourselves ိုကိုကိုခွင့်ပြုပါတယ်လေ be like that အဲ့လိုဖြစ်ဖို့အတွက်ကိုကိုကိုများဘယ်နဲ့ရောက်ကခွင့်ပြုလဲပေါ့ကိုကိုကိုအခက်ခဲကြက်တယ်တွေတုံလာရင်ဒါကြီးကိုတွန်းတိုက်မနေဘဲနဲ့အစဉ်ပြေတယ်လို့ adapt လုပ်သွားတာပြောင်းလဲပြီးတော့နေသွားဖို့များကိုကိုကိုလူတွေကဘယ်နဲ့ရောက်ကများခွင့်ပြုလို့တော့နဲ့ how many of us ငါတို့ထဲကဘယ်နဲ့ရောက်လောက်ကများ let ourselves ငါတို့ကိုငါတို့ခွင့်ပြုတယ် change ပြောင်းလဲခွင့်ပြုတယ် grow ကြီးထွားတံပါလာ ခွင့်ပြုတယ် and flow စီးဆင်းခွင့်ပြုတယ်အဲ without guilt or fear without မပါပဲ guilt guilt ဆိုတာအပြစ်တင်စိတ်ကိုကိုကိုအပြစ်တင်စိတ်ဟာဒီအချိန်မှာငါကအလုပ်တွေလုပ်နေရမှာငွေတွေဘယ်နှသောင်းဘယ်နှသိန်းဝင်နေရမှာဆိုပြီးတော့ကိုနားတဲ့အချိန်တွေမှာအပြစ်တင်တာမျိုးတွေဖြစ်ဘူးလားအဲ့အပြစ်တင်စိတ်ဒီ guilt ပဲရှင် guilt or fear ကြောက်လန့်တရားอืม ဒီမှာပြန်ပြီးတော့သုံးသက်ကြည့်အောင်သူဘာပြောတယ်လဲဆိုတော့ဒါမဲ့သူတကယ်ပြောချင်တာဒါအဲနဲ့ငါတို့ကငါတို့များအဲ့လိုမျိုးဖြစ်ခွင့်ဘယ်နှစ်ယောက်လောက်များပြုထားကြသလဲပေါ့ငါတို့တွေတဲကဘယ်နှစ်ယောက်လောက်ကောက်များကိုကိုကိုပြစ်တင်စိတ်တောက်လန့်စိတ်တွေမရှိဘဲနဲ့ပြောင်းလဲခွင့်ကြီးထွားခွင့်စီစဉ်ခွင့်ကိုကိုကိုပေးထားမိကြလားပေါ့เนาะဒါမျိုးပြောတာ we hold on hold on ဆိုတာစုပ်ကင်ထားတယ်ဆက်လက်ပြီးတော့ကင်ဆွဲထားတာကိုပြောတာငါတို့ကကင်ဆွဲထားလေးရှိကြတယ်တဲ့ဆက်လက်ပြီးတော့ဟိုမလွတ်တန်းဆွဲထားလေးရှိကြတယ်ဘာတွေကို hold on လုပ်တာ hold on ကအမြဲတမ်းတူနဲ့သုံးနေရှင် hold on to i want to hold on to you ငါနေ့ကိုအမြဲတမ်းစုပ်ကင်ဆွဲကင်ထားခြင်းနဲ့ဒါမျိုးပေါ့နော် hold on to ဆိုတာကကွဲကွာစေနေတဲ့အခြေအနေတွေမှာတော့မကိုကဒါကြီးကိုအာပေးမသွားပဲနဲ့ ဆွဲကင်ထားတာဒီ hold on to ပေါ့နော်โอเคဒီမှာတော့ဗာလဲဆို ideas of who we think we're supposed to be ideas of who we think we're supposed to be ငါတို့တွေကဘယ်လိုဖြစ်ရမယ်လို့ကိုကိုကိုထင်ထားတဲ့အတွေးအခေါ်တွေကိုငါတို့တွေကစုပ်ကင်ထားလေးရှိကြတယ် to the expectations မျောလင်းချက်တွေ of others အခြားလူတွေရဲ့ငါတို့ပေါ်ထားတဲ့မျောလင်းချက်တွေကိုငါတို့ကစုပ်ကင်ထားလေရှိကြတယ်တဲ့ to plans အစီအစဉ်တွေကိုလည်းစုကင်ထားတယ်ဘလို့အစီအစဉ်တွေလဲ that no longer make sense no longer make sense make sense ဆိုတာကအတိတ်ပဲရှိတယ် no longer make sense ဆိုတော့ဘလို့တော့မှအတိတ်ပဲမရှိတော့ဘူးအတိတ်ပဲထပ်ပြီးတော့မရှိတော့တဲ့ဖြစ်ဖို့မသေးကြတော့တဲ့စီစဉ်ဖို့မဖြစ်နိုင်တော့တဲ့အစီအစဉ်တွေကိုတွားပြီးတော့စုတ်ကင်ထားမိလေရှိတယ်တဲ့။သူကဟိုးတော်ကိုမှစုတ်ကင်တာ၃ခုကိုဇက်တိုက်ပြောသွားတယ်။ငါတို့ဒီ ငါတို့ကဘလို့ဖြစ်ရမယ်လို့ကိုကိုကိုထင်ထားတဲ့ဟိုအတွေးခေါ်တွေကိုစုပ်ကင်ထားလေးရှိတယ်တခြားလူတွေရဲ့ကိုတွေပေါ်ထားတဲ့ရီမန်းချက်တွေမျောလင်းချက်တွေပေါ်မှာစုပ်ကင်ထားလေးရှိတယ်ပြီးတော့ကြတော့အဲ့ပြီးတော့ဟိုကမဖြစ်တော့တဲ့အတိတ်ပဲမရှိတော့တဲ့အစီအစဉ်တွေထပ်ပြီးတော့သုံးစားမရတော့တဲ့အစီအစဉ်တွေကိုစုပ်ကင်ထားလေးရှိကြတယ်တဲ့ and ပြီးတော့ one life throw as a rock ဘဝကကိုရီစီကိုကြောက်တုံတုံပစ်ပေးလာတယ် or ဒါမှမဟုတ်ရင် makes us take a turn we didn't see coming ငါတို့ကိုရမယ်ဆိုတာကြိုမသိခဲ့ရတဲ့အကွေတစ်ခုကိုအတင်းအဓမ္မဘဝကလှုပ်ခိုင်းလာတယ်ပြောချင်တာကကိုရီကြိုမမျော်လင့်ထားတဲ့ကိစ္စတစ်ခုခုသာဖြစ်လာခဲ့တယ်ဆိုရင် we resist we ငါတို့တွေဒီ resist တောင်းခံလေးရှိကြတယ်ဒီပေါ်မှာသွားပြီးတော့ လိုက်တင်မျောပါမသွားပဲနဲ့ resist တောက်ခံထားလေးရှိကြတယ်ပေါ့နော်ဖြစ်ဘူးကြလားဥပမာကိုရီစာဖောက်ပြန်သွားတဲ့အချိန်မှာကိုကအန်အန်အန်ငါပဲချက်ရမယ်ဆိုပြီးတော့အတင်းကြီးဖြစ်တာမျိုးပေါ့နော်ဒါတီလဲ resist လုပ်နေတာပဲသူ့ရဲ့သဘောတဘာဝက resist လုပ်နေတာပေါ့အမှန်တကယ်တော့ပေးသွားလိုက်ရမှာပေါ့နော်อืม we fight it resist လုပ်တဲ့ပြင်ပါတွေလုပ်တော့ oh resist တွေကတခြားနေရာမှာပါလဲဆိုရင်ထားပါတော့အစိုးရတရက်က အာပြည်သူလူထုပေါ်မှာမတရားတာတခုကိုလုပ်နေတယ်လုပ်နေရဆိုကိုကလက်မခံဘူးဒီအရကိုအလိုက်တင်လက်မခံပဲနဲ့အဲတဏီအဖြစ်အာသူ့ကိုလက်မခံတာဆိုလို့ရှိရင်ဒါသည် resist ပဲပေါ့နော် resist ပဲ음 we fight it ငါတို့ကအဲ့ဒါကိုသွားပြီးတော့တိုက်ခိုက်တယ် break ourselves ကိုကိုကိုပြက်စီးခွင့်ပြုလိုက်တယ်တဲ့ပြောချင်တာ against it ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုကိုကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေပြက်စီးခွင့်ပြုလိုက်တယ် try to stay exactly as we are ငါတို့ဖြစ်နေအခုဖြစ်နေတဲ့အတိုင်းလေးပဲဒီတိုင်းလေးပဲဆက်ဖြစ်သွားဖို့ကိုစူးစမ်းလေးရှိကြတယ်တဲ့နော်อืมအဲ့ဒါဆို ကြည့်ကြည့်ရအောင် ဒီမှာသူပြောတော့တာဒီငါတို့တွေကတဲ့စုပ်ကင်ဆွဲကင် စုပ်ကင်ထားလေးရှိကြတယ်ဗါရီတို့ငါတို့ကငါတို့ကဘလို့လူတွေဖြစ်ရမဲဆိုပြီးတော့ကိုကိုကိုထင်မြင်ယူဆထားတဲ့အယူအဆတွေကိုစုပ်ကင်ထားလေးရှိကြတယ်တခြားလူတွေကကိုရီအပေါ်မှာဘလို့ညှော်နှင်းချက်ထားတယ်ဆိုတဲ့အပေါ်တွေမှာသွားပြီးတော့စုပ်ကင်ထားလေးရှိကြတယ်ပြီးတော့လုံးဝတုံးစားလို့မရတော့တဲ့အစီအစဉ်တွေပေါ်မှာလည်းသွားပြီးတော့စုပ်ကင်ဆွဲကင်ထားလေးရှိကြတယ်တဲ့ အေးအဲ့ဒီအချိန်မှာဘလို့သဖြစ်လဲဆိုတော့ဘဝကကိုယ့်ကိုကြောက်သုံးတဲ့လုံးနဲ့ပြစ်တာမျိုးငါတို့မမြင်ရတဲ့အချိုးကွေးတစ်ခုလောက်ရတော့မယ်ဆိုတာမျိုးဖြစ်လာခဲ့ရင်မချိုးပဲမကွေ့ပဲအဲ့ကြောက်တုံးကိုလက်မခံဘဲနဲ့ငါတို့ကဒီဟာကို resist လုပ်ထားလိအာရှိကြတယ်ပေါ့နော်အတိုက်ခံလုပ်ထားလိရှိတယ်ပေါ့ငါတို့ကဒါကိုတိုက်တယ်ပြီးတော့ကိုယ့်ကိုယ်ကိုဒီမှာလာပြီးတော့ပြက်စီးစေတယ်ငါတို့ဒီတိုင်းပုံမှန်အတိုင်းလေးဆက်ဖြစ်သွားနေစေဖို့အတွက်ပေါ့နော်အပြောင်းလဲမလုပ်ချင်တော့อืม but ဒါပေမဲ့ maybe ဖြစ်နိုင်တယ်ရှိတာကတော့ we're not meant to stay the same ငါတို့တွေကတဲ့အမြဲတမ်းတရက်သေးပုံစံကြီးနေသွားဖို့ မဟုတ်လောက်ဘူးထင်တယ်တဲ့ maybe the point point ဆိုတာကမဆက်အပြောက်ဒါပေမဲ့ဒီနေရာမှာကျတော့အဓိကအချက်အလက်လို့ပြောတာတကယ်ဖြစ်ရမယ့်အချက်အလက်သည် is it မဟုတ်ဘူး to be a perfect version ပြည့်ပြည့်စုံတဲ့အတွင်အတွင်တရံ of ourselves ငါတို့ရဲ့ but to become ဖြစ်လာဖို့တယ်เนาะဘယ်လိုမျိုးပြောရလဲဆိုတော့ငါတို့ကတဲ့ဖြစ်နိုင်ခြေရှိတာကတော့ငါတို့ကဒီအတိုင်းကြီးပဲတရသေးကြီးနေသွားဖို့လေဟုတ်ချင်မဟုတ်မှာပေါ့တဲ့ငါတို့ကပေါ့เนาะကိုရီးယားဗာလဲဖြစ်နိုင်ခြေရှိတဲ့ကိုရဲ့အကောင်းဆုံးပုံစံကြီးပဲအမြဲတမ်းတရသေးနေသွားဖို့မဟုတ်ဖဲနဲ့တခုခုဖြစ်လာဖို့ to learn သင်ယူဖို့ to and learn သင်ယူပြီးသားတွေကိုမေ့လျော့ပြစ်လိုက်ဖို့ and keep moving forward ရှေ့ကိုဆက်လက်သွားဖို့ ဒါမျိုးလည်းဖြစ်နိုင်သေးတာပဲပေါ့နော်ဒီတိုင်းကြီးရောက်နေပြီးသားနေရာမှာတရက်သေးနေရာမှာမျိုးဟုတ်ချင်ပါဟုတ်မှာပေါ့တဲ့เนาะဒီနာမှာခုနကတော့သူခေါင်းစင်မှာသုံးလိုက်တဲ့စာကြောင်းကိုပြန်သုံးလာတယ် to learn သင်ယူဖို့ and learn သင်ယူပြီးသားဟာတွေကို မေ့လျော့ပြစ်ဖို့ and keep moving forward အရှိကိုဆက်ပြီးတော့သွားနေဖို့อืม think about it အဲ့ဒါအတောင်ကိုတွေးကြည့်စမ်းတဲ့ think about it ဆိုတာကိုယ်ရေစကားပြောတဲ့အခါမှာလည်းတွေးလို့ရပြောလို့ရတယ်ဗောနော် think about it အဲ့ဒီအကြောင်းကိုတွေးကြည့်စမ်း The river doesn't apologize for changing. Mithi doesn't apologize. Taungban le ma for changing. Piang le jin twa. Di mithi tu ye akwe akaw tai twa piang le taungban jin ma shi It doesn't stop. Tu a and say tu a yet di lo myo Wait. Kma le. I used to flow differently. used to ဆိုတာအတိတ်ကလုတ်ခဲ့ဘူးတဲ့အလေးအထားကိုပြောတာပေါ့နော်ငါကမတူညီတဲ့လမ်းကြောင်းကြီးကနေငါစီစဉ်ဘူးတာပဲ I can't keep going like this ငါဒီလိုကြီးဆက်သွားနေလို့မရဘူးအရင်တော့အတိုင်းကြီးပဲစီစဉ်မှဖြစ်မယ်ဆိုပြီးတော့မြစ်ကစီစဉ်နေနေရက်ပြီးတော့ထပြီးဒီလိုကြီးမပြောဘူးတဲ့ It just adapts လိုက်လျောညီထွေပဲနေသွားတယ်တဲ့ဒီမြစ်တိ It trusts ဒီမြစ်ကယုံကြည်တယ် that wherever it's going ကိုကိုသွားမဲ့လမ်းအတိုင်း it's meant to go ဒါကသွားဖို့အတွက်အကြောင်းဖန်လာလို့သွားရတာပဲဆိုတာမျိုးကိုဒီမြစ်တီယုံကြည်တယ်တကယ်တော့ဒီနေရာမှာမြစ်ကြီးကစိတ်ရှိတယ်လို့အသိရှိတယ်ဆိုတာမျိုးကိုဟိုညင်းဖို့အတွက်သူကတုံးထားတာတော့မဟုတ်ဘူးဒါမြင်းသားအောင်လို့မြစ်တစ်ခုနဲ့မြစ်ကိုလူပုံစံ personify လုပ်ပြီးတော့တုံးထားတာပေါ့နော်ဒါကတော့စာရင်းနှီးတစ်မျိုးဖြစ်ပါတယ်อืมအဲဆိုဒီမှာဗာပြောလဲဆိုတော့တွေးကြည့်ကြည့်မြစ် မစင်းရဘယ်တော့မှသူ့ရဲ့ပြောင်းလဲခြင်းတွေအတွက်မတောင်းပန်လို့မရှိဘူး။ तू ရက်ပြီးတော့ဒီလိုမျိုးပေါ့နော်။အေးခဏလေးငါအရင်တော့ကမတူညီတဲ့ပုံစံကြီးနဲ့စီးဘူးတဲ့။ငါဒီတိုင်းပြောင်းပြောင်းပြီးတော့စီးလို့အဆင်မပြေဘူး။အရင်တော့အတိုင်းစီးမှဖြစ်မယ်ဆိုပြီးတော့ထမပြောဘူးတဲ့။ तू ကလိုက်လျောကြီးထွေပြောင်းနေလိုက်တယ်။ပြီးတော့ तू ကကိုသွားပဲလမ်းဒီ။အော်ဒါသွားဖို့အကြောင်းဖန်လာတာပဲဆိုတဲ့အပေါ်မှာယုံကြည်လိုက်တယ်ပေါ့နော်။อืม။ Okay အဲ့မှာ तू လာပြီ။ So အဲ့ဒါဆိုလို့ရှိရင် why can't we do ငါတို့ဘာကြောင့်မလုပ်နိုင်ရတာလဲ the same အတူငါတို့ဘာလို့မြစ်တေလိုမျိုးမပြုတ်မှုမတွေးခေါ်နိုင်ရတာလဲ why can't we let go ငါတို့ဘာလို့လွတ်ပေးမလွတ်ပေးနိုင်လိုက်ရတာလဲ of the need to have it all figured out အရာအလုံးခေါင်းထဲမှာပေါ့နော်ဘာဆိုဘာလုပ်မယ်ဘာဆိုဘာလုပ်မယ်ဒါမျိုးတွေအလုံး figure out လုပ်ထားပြီးသားကိုလုပ်ထားပြီးသားဖြစ်ဖို့လိုအပ်နေတယ်လိုအပ်ချက်ကိုဘာလို့လွတ်မပေးလိုက်နိုင်ရတာလဲပေါ့ပြောချင်တာကအလုံး ကိုကဘလို့သွားမယ်ဘလို့လုံးမယ်ဆိုတာမသိနေလဲရပါတယ်ပေါ့သူကသူဖြစ်သွားလိမ့်မယ်ဆိုတာကိုလှည့်ပတ်ပြီးတော့ပြောနေတာပေါ့ why can't we allow ခွင့်ပြုတယ် allow ခွင့်ပြုသည် ourselves to let go of what's no longer working ဘလို့နဲ့မှအတုံးမကြတော့တဲ့အရာတွေပေါ်မှာဘာလို့ငါတို့ကလွတ်မချနိုင်လဲရတာလဲပေါ့နော်ကိုကိုကိုဘာလို့လွတ်ချခွင့်မပြုရတာလဲ to flow in a different direction မတူညီတဲ့လမ်းကြောင်းကို စီစဉ်ဖို့ one life askus to ဘဝအရာဒီလောက်တောင်းဆိုနေပြီပဲဘာလို့ငါတို့ကမတူညီတဲ့လမ်းကြောင်းကိုမစီစဉ်နိုင်ရတာလဲပေါ့ဘာလို့မြစ်လိုမျိုးမပြုတ်ကျင်နိုင်ရတာလဲဆိုပြီးတော့ तू ကမေကွန်းထုတ်လိုက်ထုတ်လိုက်တယ်တကယ်တော့ဒါမေကွန်းထုတ်တယ်ဆိုတာတည်း तू ကတိုက်တွန်းနေတာပဲပေါ့เนาะစကားကိုလှည့်ပတ်ပြီးတော့ရေးသားထားတာဖြစ်ပါတယ် no မဟုတ်ဘူး it's not about giving up give up ဆိုတာကဘာလို့လိုက်တာလဲဆိုတော့အရှုံးပေးလိုက်တာ give up ဆိုတခုဘဝကို give up လုပ်လိုက်တယ်ဆိုရင်အာဒါတရားတွေပိုင်းလည်းမရှာတော့ဘူးကိုယ့်ဘာကိုကိုလုံးချင်တဲ့အာပျော်မွေးမှုတခုကြီးပို့ပဲအရန်လိုက်လုပ်လိုက်တာဒီဒါဒီ give up လုပ်လိုက်တာအမအလုပ်တခုကို give up လုပ်လိုက်တယ်ဒီလုပ်ကိုတော့မလုပ်တော့ဘူးဒီလုပ်ကနေထွက်လိုက်တယ်ဒါဒီ give up ပေါ့နော် it's not about giving up မဟုတ်ဘူးဒါကနင့်ကိုဟိုပေါ့နော် give up လုပ်ဖို့ပြောနေတာမဟုတ်ဘူးအရှုံးပေးလိုက်ဖို့ပြောတာမဟုတ်ဘူး it's about ဘာအကြောင်းကိုပြောနေတာလဲဆိုတော့ trusting that you are allowed to grow နင်းမာလည်းကြီးထွားဖွံ့ဖြိုးလာနိုင်ခြေရှိတယ်ဆိုတဲ့အပေါ်မှာယုံကြည်ဖို့ပြောနေတာပါပေါ့နော်နင်းလည်း grow လုပ်နိုင်တယ်ပြောင်းလဲခြင်းအပြင်လည်းဒါနင်းကိုကောင်းတဲ့ direction တစ်ခုစီကိုသွားနိုင်နေဆိုတာကိုယုံကြည်ဖို့ပြောနေတာတဲ့တခုခုခက်ခဲတွေးတဲ့အခါမှာအတိုင်းပဲ give up လုပ်လိုက်ဖို့ပြောတာမဟုတ်ဘူးတဲ့ that it's okay to let go of people dreams or versions of yourself that no longer fit okay ပါတယ်ပေါ့ to let go ထုတ်ပေးလိုက်ဖို့ okay ပါတယ်လူတွေကိုယ့်ရဲ့မျှော်မှန်းချက်တွေကိုဖြစ်ရမယ်ဆိုပြီးတော့ကိုဆွဲကင်ထားတဲ့အရာတွေ and versions of yourself ကိုယ့်ရဲ့ diversions တွေပေါ့ကိုယ့်ရဲ့အသွင်သဏ္ဍာန်တွေ that no longer fit လုံးဝမသင့်တော်တော့တဲ့ဒီအခြေအနေတွေမှာလုံးဝတုံးစားလို့မရတော့တဲ့လူတွေ dreams တွေအိမ်မက်တွေကိုယ့်ရဲ့အသွင်သဏ္ဍာန်တွေကိုပေးသွားလိုက်ပါပေါ့ဒါကြီးတို့အရန်ဆွဲကင်မနေပါနဲ့တဲ့ that you don't have to break yourself trying to stay the same ဒီတိုင်းကြီးပဲဆက်ဖြစ်နေဖို့အတွက်ကိုကိုကိုအပင်ပန်းခံမနေနဲ့ one life is asking you to change ဘဝအနေကိုပြောင်းလဲဖို့ဒီလောက်သင်္ကေတတွေအများကြီးနဲ့ဒီလောက်တွန်းပို့နေပြီပဲဒါကြီးကိုပုံမှန်အတိုင်းအရင်တုန်းကသွားနေကြလမ်းကြောင်းဒီအတိုင်းပဲသွားဖို့အတွက်လုံရင်းတဲ့ကိုကိုကိုအပြက်စီးမခံနဲ့အပင်ပန်းမခံနဲ့တဲ့ here's the truth အဲလာပြီ here is ဆိုတာလက်ထဲကိုထည့်ပြီးတဲ့အခါဒီမှာပြောတာဒီမှာလဲဝင်ပွင့်ရှင်းရှင်းပြောတဲ့အခါဒီမှာ here is နဲ့ပြောရဲပေါ့ here is the truth ယော့ဒီမှာအမှန်တရားပဲတဲ့ truth ဆိုတာအမှန်တရား true နဲ့ကတော့ကိုရီးယားရင်းနှီးတယ် true or false true မှန်သော false မှားသောငငယ်တော့အစားတွေပါလေလုတ်တဲ့အခါမှာရွေးရလေမှန်တဲ့ဟာကို true ရေးမယ်မှားတဲ့ဟာကို false ရေးမယ်အဲ့ဒါကမှန်သောမှားသောဒီမှာက true အမှန်တရားအမှန်တရားဒါပဲဟိဓာတ်ရိုက်ကြီးပြောတဲ့အခါမှာ तू here is ဆိုပြီးတော့ तू ကပြောလိုက်တယ် life isn't a straight line ဘဝဆိုတာက isn't မဟုတ်ဘူး a straight line မြင်းဖြောင်ကြီးမဟုတ်ဘူးတဲ့ဘဝဆိုတာမြင်းဖြောင်ကြီးမဟုတ်ဘူး it's a river မြစ်တစ်စင်းပဲတဲ့ messy ချုပ်ပွားတယ် messy ဖြစ်တယ်ဆိုတာက꽌နေရပါတော့အရင်တသက်ရဲ့ကြီးမဟုတ်ဖြစ်ချင်တိုင်းဖြစ်နိုင်တယ်ပေါ့ messy ဖြစ်တယ် unpredictable ခတ်မှန်းလို့မရဘူး predictable ဆိုရင်ခတ်မှန်းလို့ရတော့ unpredictable ဆိုအန်နေထိုက်လိုက်တဲ့အခါမှာစန့်ကျင်မဲ့အတိတ်ပဲဖြစ်သွားတယ် unpredictable ခတ်မှန်းလို့မရဘူး and ပြီးတော့ beautiful လှတယ်တဲ့เนาะ you're going to take turns take turns ဆိုတာဘာလဲဆိုတော့တယောက်တစ်လက်လုပ်တည်ဆိုတာလည်းဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာကျတော့ quit တယ်ချိုးတယ်လို့ပြောတာပေါ့เนาะ you're going to take turns you didn't plan for နေမစီစဉ်ထားတဲ့အရာတွေအ quit တွေမှာလည်းနေ quit ရချိုးရနိုင်တယ်တဲ့ you're going to face 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 ဆိုတာကိုယ်ရေဘလို့သိတော့မျက်နာလို့သိတယ်လေ verb အနေနဲ့ဆို face ဒီပါလဲဆိုတော့ရင်ဆိုင်သည်လို့ပြောတယ် face ရင်ဆိုင်တယ်ဆိုတော့ကောင်းတဲ့အရာတွေကိုရင်ဆိုင်တာမဟုတ်ကိုယ်အတွက်ခက်ခဲရတဲ့ဟာတွေကိုရင်ဆိုင်တဲ့အခါမှာရင်ဆိုင်သည်ဆိုပြီးတော့ face နဲ့သုံးတယ်ပေါ့နော် You're gonna face rocks. မင်းကြောက်တုံးတွေကိုယဉ်ဆိုင်ရလိမ့်မယ်. You didn't see coming. လာနေတာကိုမတွေ့တဲ့ကြောက်တုံးတွေပေါ့။ကိုလာမယ်ဖြစ်လာမယ်လို့မထင်ထားတဲ့အခက်အခဲတွေနဲ့လည်းနင်းယဉ်ဆိုင်ကြုံတွေ့ရလိမ့်မယ်တဲ့။ but you also going ဒါပေမဲ့လည်းအဲ့လိုမဟုတ်မကောင်းတာတွေတွေ့ရပေမဲ့လည်း you also going to carve out new parts လမ်းကြောင်းအစ်စ်တွေကိုလည်းနင်းခွင်းနိုင်မယ်ပေါ့နော်အဲဖန်တီးထွင်းရှင်းထွင်းနိုင်မယ်ပေါ့ carve လုပ်တယ်ပေါ့နော် new parts လမ်းကြောင်းအစ်စ်တွေကို carve လုပ်နိုင်တာပါပဲတဲ့ discover new landscape new landscape landscape ဆိုတော့ရှုမျှော်ခြင်းအသစ်တွေကိုနင်ရှာဖွေတွေ့ရှိပါလိမ့်မယ်တဲ့ and become someone တယောက်ယောက်ဖြစ်လာလိမ့်မယ် you never imagined you could be နင်ဖြစ်နိုင်တယ်လို့ကိုကိုကိုစိတ်ကူးတောင်းမရင်ဘူးတဲ့ version အသွင်တရံတစ်ခုနင်ဖြစ်လာနိုင်ပါသေးတယ်တဲ့အဲကြောင့်ဒီဘက်မှာဗာပြောသွားရလဲယော့ဒီမှာအမှန်တရားကဘာလဲဆိုတော့ဘဝဆိုတာ ြင်းဖြောင်ကြီးမဟုတ်ဘူးမြစ်တစ်ခုလိုပဲရှုပ်ပွားတယ်ခတ်မှန်းလို့မရဘူးဒါပေမဲ့လှပါတယ်ပြီးတော့နင်းကြိုတင်မစီစဉ်ထားတဲ့အချိုးအကွေတွေလှုပ်ရလိမ့်မယ်မမြင်ရတဲ့ကြောက်တုံးတွေကိုရင်ဆိုင်ရလိမ့်မယ်အေးဒါပေမဲ့လည်းလမ်းအစ်စ်တွေကိုနင်းထွင်နိုင်လိမ့်မယ်အဲလန်စကိတ်အစ်စ်တွေဖြူမြော်ခွင်အစ်စ်တွေကိုလည်းရှာဖွေတွေ့ရှိနိုင်လိမ့်မယ်ပြီးတော့ကိုဖြစ်နိုင်နေလို့တခါတော့ကမှစိတ်ကူးမယင်ကြည့်ဘူးတဲ့အနေထားတစ်ခုကိုလည်းရောက်အောင်သွားနိုင်ပါလိမ့်မယ်တဲ့ so ဒါကြောင့် let yourself flow ကိုကိုကိုစီးစင်းခွင့်ပြုလိုက်ပါတဲ့ let ခွင့်ပြုသည် yourself နင့်ကိုယ်တိုင် flow စီးစင်းသည်ကိုကိုကိုစီးစင်းခွင့်ပြုလိုက်ပါ trust ယုံကြည်ပါ that wherever you going နင်ဘယ်ကိုပဲသွားသွား you figure it out နင်အဖြေရှာနိုင်ပါလိမ့်မယ်ဘောနော် figure out ဆိုအဖြေရှာတယ်နင် figure အဖြေရှာနိုင်ပါလိမ့်မယ် you don't have မလိုပါဘူး you don't have to နင်မလိုပါဘူး have the answers yet အခုထိနင်အဖြေတွေရှိနေဖို့အားလုံးရဲ့အဖြေတွေရှိနေစရာမလိုအပ်ပါဘူး you just have to keep moving ဆက်သွားနေဖို့ပဲလိုတယ်တဲ့နော်อืมဒီမှာဆိုလို့ရှိရင်လူဘဝကို तू ကမြင့်နေနှိုင်းပြီးတော့ကိုယ့်ရဲ့ပြောင်းလဲခြင်းတွေပြောင်းလဲစရာတွေရှိလာရင်ပြောင်းလဲလိုက်လို့ပြောသွားတာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ဒီမှာပြောသွားတာလေးတစ်ချက်ပြန်ပြီးတော့ဟိုဟာကျင်းချုံးပါမယ်ရှင် မြစ်ကသူ့ရဲ့ပြောင်းလဲခြင်းအတွက်ဘယ်တော့မှမတောင်းပန်ဘူးတင်ယူစရာရှိရတယ်တင်ယူရမယ်မေ့ပြစ်စရာရှိရတယ်ကိုမေ့ပြစ်ရမယ်ပြီးတော့အရှိကိုဆက်သွားရမယ်တဲ့โอเคငါတနေရာမှာဖတ်ဘူးတာလူတွေကမြစ်တေလို့ပဲငါတို့ကစက်တိုက်စက်တိုက်မပြတ်ပဲနဲ့ရွေ့ရှားနေတယ်ပြောင်းလဲနေတယ်လမ်းအစ်တေကိုဖော်ဆောင်နေတယ်အစကတော့ငါအဲ့ဒါကိုဖတ်တော့နားမလဲဘူးဘလို့လို့ငါတို့ကမြစ်တစင်းလို့ဖြစ်နိုင်ရမှာလဲပို့ပြီးတော့တွေးကြည့်လေလေပို့ပြီးတော့အတိတ်ပဲရှိလာလေပဲမြစ်တစင်းဘေးနားမှာနေမတက်ရက်ကြည့်ဘူးလား ဲ့ဒီမြစ်ကအလောကြီးမနေဘူးပြီးတော့ဘယ်ဟိုသွားရမလဲသူ့ရဲ့အရှိမဘယ်လိုမျိုးအခက်ခဲတွေရှိမလဲဆိုတဲ့အပေါ်မှာမစိုးရိမ်ဘူးကြောက်တုံးနေလားကြောက်တုံးနေတွေ့လာလို့ရှိရင်ဘေးနားကနေပတ်သွားလိုက်မယ်လမ်းလေးကွေ့ရမှာလားကွေ့လိုက်မယ်လိုက်ညောင်ကြီးထွေဖြစ်အောင်နေလိုက်မယ်ပြီးတော့ဆက်ပြီးတော့ရွေးရှာသွားလိုက်မယ်ဒီမြစ်ကဒီမြစ်လမ်းကြောင်းကြီးအတူတူကြီးဒီတိုင်းကြီးပဲတစ်ဖြောင်းနဲ့ဖြစ်နေဖို့အတွက်အတိုက်ခံလုံးမနေဘူးသူ့ကိုယ်သူပြောင်းလဲခွင့်ပြုတယ် အရေးကြီးတာဘာလဲဆိုတော့ငါတို့ထဲကဘယ်နဲ့ရောက်လောက်ကရောအဲ့လိုမျိုးလောက်ကြရဲ့လေငါတို့ထဲကဘယ်နဲ့ရောက်လောက်များ ကိုကိုကိုအပြစ်တင်စိတ်တွေကြောက်လန့်အကြောက်အလန့်တွေမရှိဘဲနဲ့ပြောင်းလဲခွင့်ကြီးထွားဖွံ့ဖြိုးခွင့်စီစဉ်ခွင့်ပေးကြရဲ့လားငါတို့ကစုပ်ကင်ထားကြလေးရှိတယ်။ဘာတွေကိုစုပ်ကင်လေးရှိလဲဆိုတော့ငါတို့ဘလို့ဖြစ်ရမဲဆိုပြီးကိုကိုကိုထင်မြင်ထားတဲ့အယူအဆတွေ၊သူများတွေကကိုရီပေါ်ထားတဲ့ဟိုဟာတွေပါလဲ မျောလင်းချက်တွေပြီးတော့လုံးဝအတုံးမကြတော့တဲ့အစီအစဉ်တွေကိုငါတို့ကစုပ်ကင်ထားနေရှိကြတယ်တကယ်လို့ဘဝကသာကြောက်တုံတုံပစ်ပေးလာတယ်ဒါမှမဟုတ်ငါတို့ကြိုမမြင်ထားတဲ့အချိုးကွေးတစ်ခုလောက်ခိုင်းပြီဆိုငါတို့တွေကအတိုက်ခံလုပ်လို့ရှိကြတယ်ငါတို့တွေကအဲ့ဒါကိုသွားပြီးတော့တိုက်တယ်ကိုကိုကိုစိတ်ပန်းလူပန်းဖြစ်အောင်လုပ်တယ်ပြီးတော့ဒီတိုင်းလေးပဲဆက်နေသွားဖို့အတွက်ကြိုးစားကြတယ်ဒါပေမဲ့ဖြစ်နိုင်ခြေရှိတာကငါတို့ကအဲ့လိုမျိုးအမြဲတမ်းတရက်သေးကြီးဖြစ်သွားဖို့မဟုတ်တော့ဘူးထင်တယ်။ငါတို့ရဲ့ ငါတို့ကဖြည်းဖြည်းချင်းဖြစ်လာဖို့တင်ယူဖို့တင်ယူပြီးသားတွေကိုမေလျော့ပစ်ဖို့ပြီးတော့အရှိကိုဆက်သွားဖို့ဖြစ်နိုင်တယ်။တွေးကြည့်ကြည့်မြစ်တစင်းကသူ့ရဲ့ပြောင်းလဲမှုအတွက်ဘယ်တော့မှမတောင်းမှန်။ तू ကမြစ်ကစီးနေနဲ့ရက်ပြောဟဲငါအရင်တော့ကဒီလိုဒီလိုပုံစံကြီးစီးတာမဟုတ်ပါဘူး။ငါဒီတိုင်းကြီးဆက်သွားလို့မဖြစ်တော့ဘူးရက်ရမယ်ဆိုပြီးတော့ထပြီးမပြောဘူး။ဒီမြစ်ကလက်လျောကြီးထွေဖြစ်အောင်နေသွားတယ်ပြီးတော့ဘယ်ဦးပဲတော်တော်ဒါသွားဖို့အကြောင်းဖန်လာတယ်လို့ပဲ तू ကယုံကြည်ထားတယ်။ ငါတို့ကရောဘာလို့အဲ့လိုမလုံနိုင်ရတာလဲငါတို့ကရောဘာလို့အရာအားလုံးကငါတို့မျော်မှန်းထားတဲ့အတိုင်းဖြစ်ရမယ်ဆိုတဲ့အပေါ်ကြီးမှာဘာလို့စုတ်ကင်နေရတာလဲကိုကိုကို သုံးမကြတော့တဲ့ဟာတွေကိုဘာလို့ပေးမသွားလိုက်ရတာလဲမတူညီတဲ့ direction တစ်ခုကိုသွားမယ်ဆိုရင်လည်းသွားလိုက်ပါ မဟုတ်အခုပြောနေတာတွေကနင့်ကို ဟိုလက်လျှော့လိုက်ဖို့အရှုံးပေးလိုက်ဖို့ပြောနေတာမဟုတ်ဘူးဘလို့လဲဆိုတော့နှစ်မှာကြီးထွားဖို့မျိုးလာနိုင်ဖို့ကောင်းတဲ့ဘက်ကိုတိုးတက်လာနိုင်ဖို့အတွက်ယုံကြည်လို့ရတယ်ဆိုတာကိုပြောနေတာအတုံးမကြတော့တဲ့လူတွေအိမ်မက်တွေနဲ့ကိုယ့်ရဲ့အသွင်သဏ္ဍာန်တွေကိုပေးသွားလိုက်ပါတော့ကိုကိုကိုစိတ်ပန်းလူပန်းဖြစ်ခံမနေနဲ့တော့ဘဝကပေးခိုင်းတဲ့အတိုင်းသွားလိုက်တော့ဒီမှာအမှန်တရားပါလဲဆိုတော့ဘဝကမြင်းဖြောင်ကြီးမဟုတ်ဘူးမြစ်တစင်းလိုပဲရှုပ်ထွေးတယ် ကြိုပြီးတော့တွေးစားလို့မရဘူးပြီးတော့လှတယ်။နင်စီတိုတင်မစီစဉ်ထားတဲ့အချိုးကွေးတွေလောက်ရလိမ့်မယ်။နင်ကြိုမမြင်ထားတဲ့ကြောက်တုံးတွေနဲ့ရင်ဆိုင်ရလိမ့်မယ်။အေးဒါပေမဲ့နင်ကိုယ်တိုင်ကပဲနီလန်အစ်စ်တွေကိုထွင်းနိုင်လိမ့်မယ်။ပြီးတော့ landscapes အစ်စ်တွေကိုလည်းတွေ့လာလိမ့်မယ်။ပြီးတော့ကိုကိုကိုဘယ်တော့မှဖြစ်မလာနိုင်ဘူးလို့ထင်ထားတဲ့လူတမျိုးလည်းဖြစ်လာနိုင်သေးတယ်။ဒါကြောင့်ကိုကိုကိုပေးပြီးတော့စီစဉ်လိုက်ပါ။ကိုဘယ်ဦးပဲတော်တော်အဲ့ဒီပုံမှာ ဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်လိုက်ပါအဖြေတွေအားလုံးအခုထိမရှိသေးရင်လည်းရတယ်ရှေ့ဆက်သွားနေဖို့ပဲလိုပါတယ် thank you very much အဆင်မပြေတာရှိတယ်ဒါမှမဟုတ်ထပ်ပြီးတော့သိချင်တာတွေရှိရဆိုလို့ရှိရင်အောက်က comment မှာမှတ်ထားခဲ့ပေးပါဒီဟာကိုအင်္ဂလိပ်လိုကြည့်ပဲတီးတန့်ပေါ့နော်မြန်မာလိုရှင်းထားတာမဟုတ်တဲ့ကောင်လေးကိုလည်းတင်ထားပေးပါတယ်အဲ့ဒီ link လေးအောက်မှာချထားပေးပါမယ်ရှင် thank you very much see you next time